8အုံးပေါ့နော်8အုံးဘွားက50ဘွားရှိပါလေဒီမှာ8 8အုံးလို့ရေးထားပေးမယ်8ကျော်ပါလေနော်8 8ကွတ်တီတော့မဟုတ်ဘူးပေါ့နော်ဒီမှာဆိုရင်လည်းဒီမှာ8.9ဒီမှာဆိုရင်လည်းဒီမှာ8.99လောက်ရှိရနော်ညကျွန်တော်တို့ဒီစပီကာတစ်လုံးရဲ့ဒါအနှုတ်ကျိုးလေးပါနော်အနှုတ်တစ်လုံးရဲ့ဒီစပီကာတစ်လုံးရဲ့အနှုတ်ကိုဆက်လိုက်တယ်ဒါလည်းစပီကာရဲ့အနှုတ်ဖြစ်ပါလေနော်ဒါကစပီကာလေးရဲ့အပေါင်းပါ ဒါနောက်တစ်လုံးကိုလည်းစပီကာရဲ့ဒါအပေါင်းနဲ့သွားဆက်မှာပေါ့နော်။ဒါဝါယာဂျိုးမရှိဘူးနော်။ရှိတဲ့ဂျိုးလေးနဲ့ဆက်ကြရအောင်နော်။ဒါကအပေါင်းအပေါင်းငယ်အနှုတ်အနှုတ်ချင်းဆက်လိုက်တာပါနော်။အဲ့လိုဆက်တာကိုကျွန်တော်တို့ parallel ဆက်တယ်လို့ပြောတာ။ parallel ဆက်လိုက်ရင်သူ့ရဲ့ဒီ resistance တို့မို့ impedance ပေါ့နော်။ပုံတံကိုရော့သွားမှာနော်။ခုနက9လောက်ရှိတဲ့ဟာကဒီမှာ4.8အခုဆက်တာကအပေါင်းဂျိုးခုနကမူရင်းရှိတာကအနှုတ်ဂျိုးပေါ့နော်။အပေါင်းအနှုတ်ဆက်လိုက်တာပေါ့နော်။ဒါကအနှုတ်ဒီဘက်ကဒါကအပေါင်းနော်ဒီအပေါင်းနဲ့အနှုတ်နဲ့ဆက်လိုက်တာအပေါင်းနဲ့အနှုတ်နဲ့ဆက်လိုက်တဲ့ သူ့ရဲ့နာမည်ကိုတော့ကျွန်တော်တို့ series set တယ်လို့ခေါ်ပါတယ်နော် series set ရင်ကျွန်တော်တို့သူ့ရဲ့ pattern ဘိုးပေါ့နော်ဒီမှာအုံတန်ဘိုးကနှစ်ဆပြက်လာမှာနော်ခဏခါ8ကြော်ကြော်ကဒီမှာ16 16ကြော်ကြော်ပြက်လာပေါ့နော်နှစ်ဆဒိုးလာတာပေါ့နော်